ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ချိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Super Eagle ရဲ့ပွဲစဉ်ကိုတရားဝင်ကြီးညာလိုက်တဲ့ One Champion ရှစ်အကြောင်းအရာကိုတင်ဆက်ပေးကြပါမယ်မနေ့က One Champion ရှစ်ကမြန်မာ Fighter Super Eagle ရဲ့ပွဲစဉ်ကိုတရားဝင်ချပြလိုက်ပါတယ် Super Eagle ကဂျပန် Fighter Muga Sito နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ် Muga Sito က One မြန်မာပရိသတ်တွေနဲ့စိတ်နဲ့ Fighter မဟုတ်ပါဘူးသူကမြန်မာ Fighter အမွေကိုရှုံးနိုင်ထားတဲ့ Fighter ဖြစ်ပါတယ် မြန်မာဖိုင်တာတယောက်ကိုရှုံးနိမ့်ထားတဲ့ဂျပန်ဖိုင်တာအခုနောက်ထပ်မြန်မာဖိုင်တာဖြစ်တဲ့စူပါအေဂျင့်နဲ့ထပ်တွေ့ပြန်ပါပြီ။ပြည်သက်တွေကိုတည်စီကျင်တာကအဲမှုရဂျပန်ဖိုင်တာကိုနိုင်ထားတာမှန်ပါတယ်။တို့ပေမဲ့ဂျပန်ဖိုင်တာအဲမှုကိုအများကြီးဒုက္ခပေးနိုင်ခဲ့တာပါ။အဲမှုနဲ့တွေ့တော့မှဆိုပြီးပထမအချိန်မှာပဲနှစ်ကြိမ်ထိတောင်အဲမှုကိုနော်တောင်းချအောင်ထိုးပြခဲ့တာပါ။ဒါကြောင့်စူပါအေဂျင့်တို့ဒီပွဲကလွဲကူနေမှာမဟုတ်ပါဘူး။ဂျပန်ဖိုင်တာကမြန်မာဖိုင်တာတို့ဦးနဲ့ထိုးတာမလို့မြန်မာဖိုင်တာရဲ့အကြောင်းကိုကောင်းကောင်းကြီးသိနေလောက်ပါပြီ။ ။အားကြောင့်စူပါအီဂျန်အနေနဲ့တိတ်ထားပြင်ဆင်ထားဖို့လိုပါတယ်။ဂျပန်ဖိုက်တာမူဂါမူဂါစီတိုကမားကုံနေပါတယ်။စူပါအီဂျန်ကနီးစနစ်ကောင်းပါတယ်။ပါဝါကောင်းကောင်းနဲ့သာပေါင်းဆက်လိုက်ရင်ရေချမ်းတွေဒီပွဲကလည်းနိုင်ပွဲတွေပုံဖော်နိုင်မှာကျင်းတယ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကတော့မြန်မာဈေးကွက်ကိုတော်တော်သဘောကျနေပုံပါပဲ။ဝမ်ချန်ပီယံရှစ်မှာတပွဲပဲထိုးသက်ရသေးပြီးအဲ့ဒီပွဲမှာရှုံးနေထားတဲ့မြန်မာဖိုက်တာစူပါအီဂျန်ရဲ့ပွဲကိုတော့ပရိုမိုးရှင်းကတိကျချပြခဲ့တာပါစူပါအီဂျန်ရဲ့ပွဲကလာမယ့်30ရည်နေ့မှာဖြစ်ပါတယ် ပုံမှန်ဆို1 Championship က1 Friday Fight ပြိုင်ပွဲကတွဲဆိုင်တွေကိုအနားနီးမှချပြတာဖြစ်ပါတယ်။အခုကကွဲချင်းပါဖို့အများကြီးလိုနေတဲ့အချိန်မှကလေးကအစောကြီးချပြထားတာဖြစ်လို့1 championship နေနဲ့မြန်မာဈေးကွက်ကိုတော်တော်ကြီးပြင်းထန်ထားနေတယ်လို့ပါပဲ။ Super Agent တွင်လည်းဒီပွဲကအရန်ကိုရေးကြည့်ပါလေ။ဒီပွဲမှာနိုင်ပွဲပုံဖော်နိုင်မှသာ1 championship မှာ Super Agent အနေနဲ့ဆက်ပြီးရည်တည်နိုင်မှာဖြစ်ပါလေ။ Japan Fighter ကလည်း KD Fighter မဟုတ်လို့ဆက်လက်ဆောင်ကြည့်သွားကြရမှာပါ။ စူပါရီဂျန်ရဲ့ပွဲဟာဒီလ30ရက်နေ့မှာကျင်းပမဲ့1 Friday 5 110ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်စူပါရီဂျန်နေနဲ့ဒီဂျေမှာထမအုံးဆုံးပွဲဥထပွဲမှာရှုံးနေထားတာဖြစ်တဲ့အကြောင်းမျိုးဒီပွဲမှာနိုင်ပွဲပုံပေါ်နိုင်မှာဖြစ်ပါမယ်။ဒါမှသာနောက်ပွဲဒီမှာ1 championship နေနဲ့စူပါရီဂျန်ကိုဒီကကောင်းတဲ့ fighter တွေနဲ့ပွဲတည်ပေးပြီးအခွင့်အလမ်းကောင်းတွေထမှန်ဖန်တီးပေးမှာဖြစ်ပါတယ်။စူပါရီဂျန်နေနဲ့လည်းအကောင်းဆုံးကြိုးစားထားတဲ့မှာလေ။လက်ရှိအချိန်မှာလည်းအကောင်းဆုံး training တွေကိုလှုပ်ဆောင်နေတာတွေ့ရပါတယ်။ စူပါရီဂျန်နေနဲ့ဘလို့အခင်းချင်းတွေဖြစ်လောင်တဲ့ဆောင်းလောင်မလဲဆိုတော့ဆောင်းကြည့်ရမှာပါမြန်မာပြည်သက်တွေကိုဖရိုနီကာလိုမျိုးပဲပျော်ရွှင်အောင်နိုင်မွေးပုံဖော်နိုင်အောင်မလားဆိုတော့လာမယ့်မေလ30ရက်နေ့မှာဆောင်းကြည့်ရမှာပါအပရိသတ်တွေကသတင်းကောင်းပေးတင်တာကထုံးမင်းအောင်မိုးထအောင်အဲမူအစရှိတဲ့ fighter တွေကိုလည်းဝမ်းချမ်းမြန်ရှိကပွဲပေးထားပြီလို့သိရပါတယ်။မကြာခင်မှာသူတို့ရဲ့ပွဲစဉ်တွေကိုလည်း promotion ဘက်ကတရားဝင်ချပြလာတော့မှာပါ။ဘယ် fighter တွေနဲ့ထိုးရမလဲပွဲချက်တွေကိုထိုးရမလား ပွဲချောင်းနဲ့နေသားရင်လည်းရင်ဆိုင်ထိုးသက်သွားရမလားဆိုတော့မတားခင်မှာသတိရှိရတော့မှာပါတို့ခင်းင်းနေဖြစ်လာပါသေးကျွန်တော်တို့ရဲ့မြန်မာဖိုက်တာတွေအခုလိုမျိုးပွဲရတာဝမ်းသာစရာကောင်းပါတယ်ကျွန်တော်တို့ပြိတ္တဒီဒီနဲ့လည်းဆက်လက်အားပေးလိုက်ကြရအောင်ပါခင်ဗျာထူးခြားတဲ့အကြောင်းအရာရှင်းလဲထမ်းမှန်တင်ဆက်ပေးပါဦးမယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ ။ဒါမင်းတွေပါလေ MMM လောကနဲ့အောက်ဆာလောကကနောက်ဆုံးရစီးဝင်စားတဲ့အကောင်းတွေအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရအတင်း subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပြေရှုမယ်ကောင်းတဲ့လေးတွေဒီနေ့ကိုပိုင်ဆိုင်နေကြပါစေ။